မင်္ဂလာမနက်ခင်ပါရှင်။နေပြည်တော်မိုးလေဝသနဲ့ဇလာဗီတာညွှန်ကြားမှုအစည်းအဝေးမှာ2025ခုနှစ်အောက်တိုဘာလ10ရက်နေ့မနက်9:00နာရီချိန်ထုတ်ပြန်တဲ့မိုးလေဝသနဲ့ဇလာဗီတာသတင်းများကိုတင်ပြပါမယ်ရှင်။ဒီကနေ့မနက်6:00နာရီခွဲအချိန်တိုက်ထွန်ရရှိခဲ့တဲ့အနေအဆုံပူချိန်များမှာနေပြည်တော်မှာ 23°C ရဲ့ 83°F နဲ့ရန်ကုန်မြို့နယ်မန္တလေးမြို့တို့မှာ 24°C ရဲ့ 85°F ဆီတို့ဖြစ်ကြပါသေးတယ်။ ဒီကနေ့မနက်6:00နာရီခွဲအချိန်မိုးလေဝသကြိုးတုမှဖမ်းဝင်ရရှိတဲ့ပုံရကပ်လီပင်လယ်ပြင်နေဘင်္ဂလားပင်လယ်အော်လိုမှာတိမ်တင့်တင့်မှတိမ်ထူထန်နေပါလိမ့်မြန်မာနိုင်ငံပေါ်မှာကတော့ရှမ်းပြည်နယ်မြောက်ပိုင်း ကန်နယ်ဒေတာကြီးအောက်ပိုင်းမန္တလေးတန်ဒေတာကြီးနဲ့မကွေးတန်ဒေတာကြီးတို့မှာမိုးဒိန်တော်များဖြစ်ထွန်းမှုအကောင်းရရှိပြီးအဆိုပါမိုးဒိန်တော်များရွေ့လျက်ရနေရာတချို့မှာမိုးရွာသွန်းခြင်းနဲ့အတူလေပြင်းတိုက်ခတ်ခြင်းမိုးတကြုံခြင်းမိုးကြိုပစ်ခြင်းလက်စည်းလက်ချင်းနဲ့မိုးတီကျွေးခြင်းစတဲ့မိုးလေဝသဖြစ်စဉ်များဖြစ်ပေါ်နိုင်မှသဖြင့်ကြိုတင်သတိပြုနိုင်မှရန်အကြံပြုရပါတယ်။ကျန်းတိုင်းဒေတာကြီးနဲ့အပြင်နယ်များမှာတိမ်တင့်တင့်မှတိမ်ထွက်တဲ့နေရာကိုတွေ့ရပါတယ်။ဘင်္ဂလားပင်လယ်ော်ချင်းဒီမှာကပ်လီပင်လယ်ပြင်နေ ပင်္ဂလာပင်လယ်တို့မှာမုတ်တုံလေးအာနေနေပါတယ်မြမပင်လယ်ပြင်မှာလှိုင်းနေငယ်မှာအတင်းတင်းရှိပါမယ်လှိုင်းမြမမြမကဲရုံတဲ့တချောင်းနဲ့ကံလုံပင်လယ်ပြင်တို့မှာလေးပေမှာ၆ပေကရှင်နေပါတယ်ဒီကနေ့ညနေထိခံမှန်းချက်များအနေနဲ့ကတော့ကချင်ပြည်နယ်စကန်းနေသားကြီးထပ်ပိုင်းချင်းပြည်နယ်နဲ့မကွေတိုင်းဒေသကြီးတို့မှာနေရာကွက်ကြရခိုင်ပြည်နယ်ပဲခူးတိုင်းဒေသကြီးနဲ့ကယားပြည်နယ်တို့မှာနေရာကြကြင်း စကိုင်းနယ်ဒေသကြီးအောက်ပိုင်းမန္တလေးတန်ဒေသကြီးနေပြည်တော်ရှမ်းပြည်နယ်မြောက်ပိုင်းနဲ့အရှေ့ပိုင်းကရင်ပြည်နယ်နဲ့မွန်ပြည်နယ်တို့မှာနေရစိစိနေ AR တန်ဒေသကြီးရန်ကုန်တန်ဒေသကြီးရှမ်းပြည်နယ်တောင်ပိုင်းနဲ့တနင်္သာရီတန်ဒေသကြီးတို့မှာနေရနှံ့ပြမိုတချုံရွာပါမယ်နေပြည်တော်နဲ့နေတော်အတွက်ဒီကနေ့ညနေထိမိုးလေဝသအခြေအနေခံမှန်းချက်မှာနေရကွက်ကြားမိုတချုံရွာပါမယ်အမြင့်ဆုံးမူချိန်မှာ33ဒီဂရီဆက်စီရဲ့63ဒီဂရီဖာရန်ဟိုက်ရှိနိုင်ပါတယ် ရန်ကုန်မြို့နယ်နေတော်အတွက်ဒီကနေ့ညနေထိမိုးလေဝသအခြေအနေခံမှန်းကြမှာလေနေရာကွက်ကြားမှုထိချုံရွာပါမယ်အမြင့်ဆုံးမူချိန်မှာ32ဒီဂရီဆက်စီရဲ့60ဒီဂရီဖာရန်ဟိုက်ရှိနေပါလိမ့်မန္တလေးမြို့နယ်နေတော်အတွက်ဒီကနေ့ညနေထိမိုးလေဝသအခြေအနေခံမှန်းကြမှာလေနေရာကွက်ကြားမှုထိချုံရွာပါမယ်အမြင့်ဆုံးမူချိန်မှာ33ဒီဂရီဆက်စီရဲ့61ဒီဂရီဖာရန်ဟိုက်ရှိနေပါလိမ့်နောက်နေ့အတွက်ခံမှန်းကြအနေနဲ့ကတော့မုတ်တုံလေးအာနေနေပါမယ်ရေကြီးမှုအခြေအနေတရင် ီကနေ့မနက်မြန်မာစံတော်ချိန်6:00နာရီခွဲအချိန်တိုင်းထွားချင်ရာစစ်တောင်မြေဟာမာတောင်မြို့မှာစွန့်ရီမတ်တပ်သူတက်လက်မခံကြော်လွန်နေပြီးနောက်36နာရီတွင်ရှင်မျိုးရဲ့စွန့်ရီမတ်အောက်သို့ပြန်လည်ကြဆင်းနိုင်ပါသည်။သူဖြစ်ပါ၍မာတောင်မြို့အတွင်ရှိမြေကန်ဒီနဲ့မြေနှိပ်ပိုင်းနေထိုင်သူများအနေဖြင့်တရိပ်ပြူနေထိုင်နိုင်မရန်တရိပ်ပေးနှုတ်ဆက်အပ်ပါသည်။မြင်းကလေးတရင်အနေနဲ့ကတော့ဒီကနေ့မနက်မြန်မာစံတော်ချိန်6:58မိနစ်80စက္ကန့်ချိန်မှာ ကွာမြင်ကလင်းစကမ်းမှာမြောက်ဘက်105မိုင်ခန့်ကွာဝေးတဲ့မြန်မာနိုင်ငံပြည်တွင်တောင်ကုန်းမြို့ရဲ့အရှေ့မြောက်ဘက်26မိုင်ခန့်အကွာမြောက်လက်တီတော့19ဒသမ1နှစ်ဒီဂရီအရှေ့လောင်တီတော့64ဒသမ5နှစ်ဒီဂရီအနက်130ကီလိုမီတာကိုပိုပြူပြီးအင်အားရတားစကေးဒသမ4အဆင့်ရှိအင်အားနိုင်ငံရှိတဲ့မြင်းလင်းတစ်ခုလှူရှာသွားကြောင်းတိုင်ထွာရရှိပါတယ်အခုတင်ပြခဲ့တာကတော့ ဒီကနေ့မနက်9:00နာရီချိန်ထုတ်ပြန်တဲ့မိုးလေဝသနဲ့ဇလာပိတာသတင်းများပဲဖြစ်ပါတယ်။ကိုစိတ်နှပြကျမ်းမာချမ်းသာကြပါစီရှင်။